ကျွန်တော်ကျွန်တော်စိတ်ဝင်စားရကြတော့ဟိုတရေကရိုက်ရတာပါဆိုစိတ်ဝင်စားရတယ်ဗျာလို drama ဘက်ကိုပိုစိတ်ဝင်စားရပေါ့နော်အခုဆိုရင်နတ်ဝင်တယ်ပေါ့နော်နတ်ဝင်တယ်လို့နေရာသားကြည့်တာအရန်မိုက်တယ်အဲ့လိုမျိုးအဲ့ညမှာကိုယ်စားဖြစ်ရင်ဆိုပြီးအဲ့လိုတယောက်ဆောင်ကြည့်ကျင်တာပေါ့ဟုတ်ကဲ့အဲကျွန်တော်ဒီတိုးတိုးလေးချင်မယ်ဆိုရဲဆလန်ဒဲမှာကျော်တက်ဆိုရဲကာရက်တာကနေပြီးတော့ပါဝင်တိုးဆောင်လာပါတယ်ခင်ဗျာမက်ကင်တော်လာဆန်နဲ့အတွင်းညီညီ သူကြီးနေပေါ့နော်အမနဲ့မောင်ဆက်လေးပါနည်းနည်းလေးပါဟုတ်အာဒီကားလေးရိုက်ဖို့တော့ကိုကိုရှင်မန်းနေပြီးတော့အာခေါ်ရိုက်ပေးရဖြစ်ပါတယ်ခင်ဗျဟုတ်ကကိုင်းညီမယ်ထင်ပါတယ်ခင်ဗျဒီကားလေးဒါပေါ့ပေါ့ပါလေးနေပေါ့နော်ဟိုအပျော်လေးပေါ့အဲ့လိုမျိုးကြောက်ကကကိုင်းတာပါခင်ဗျအဲ့ဒီမှာလေလောက်ကြည့်ချင်ပါရဲ့ခင်ဗျာကျွန်တော်โอเคအခုခေတ်ကကြောက်တိုးဆောင်ဆိုရင်တော့ဘောနော်ဘဲကာရီတာမျိုးမဆိုတိုးဆောင်နိုင်ရင်ဘုကောင်းတာဘောနော် အဲကျွန်တော်ကတော့ဘယ်ကိုက်တာမဆိုကျွန်တော် challenge ပေါ်ပြီးတော့ဖြည့်ကြည့်ချင်ပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်ရှေ့မှာတော့ဇလန်တွဲနှစ်ခုတော့ရိုက်ထားပါတယ်ခင်ဗျာပြီးတော့ကျွန်တော် academy ရွှေချိုကို2019 2020 2020 3နှစ်စာပေါင်းပေးရနှစ်မှာလည်း academy ရွှေချိုဝင်လျှောက်ထားပါတယ်ခင်ဗျာ academy ရွှေချိုလျှောက်တော့ဆိုလို့ရှိရင်လည်းဒါစင်ပေါ်မှာကျောက်ဆောင်ပြရရတယ်ဒါတွေကလည်းအတွေ့အကြုံလေးပေါ့နော်အဲအဲအားဟာတွေကဒါကိုပြောရမယ်အားရအများကြီးဖြစ်စေပါတယ်ခင်ဗျာဟုတ်တယ်အရှိမတော့ကျွန်တော်ကအဲ့လိုចောင်းသား character လေးပေါ့အဲ့လိုပုံစံလေးတွေပဲရိုက်ထားအခုကျတော့ အဲရုံးဝင်တဲ့လူကြီး character ပေါ့နော်အဲ့လိုမျိုး character တော့တော် change change ဖြစ်သွားပါတယ်ခင်ဗျာဒီကားမှာလည်းကျွန်တော်ဟိုအကောင်းဆုံးလုပ်ထားပါတယ်ခင်ဗျာကျွန်တော်ကျွန်တော်စိတ်ဝင်စားရကြတော့ဟိုတရေကရရရပါဆိုစိတ်ဝင်စားရတယ်ခင်ဗျာအဲ့လို drummer ဘက်ကပိုစိတ်ဝင်စားရပေါ့နော်ပို့ပြီးတော့လုပ်နိုင်မယ်ထင်ပါတယ်အဲ့ဘက်ဒီဆိုဟုတ်ကဲ့အဲ့တော့ခုကြိုက်တဲ့ဒီ drummer ရေတရေကရကြလားမခေါ်သေးဘူးပေါ့နော်အဲ့လိုမျိုးကြောင်း လိုက်ဖို့ခေါ်လာတော့ရှိပါမယ်။ဒါပေမဲ့ကျွန်တော်ကကိုယ်ကတက္ကသိုလ်တန်းနေရဆိုတော့ဒီခါကျလို့ရှိရင်ဆောင်းပွဲနဲ့တိုက်ပွဲဆိုတော့အများဖြစ်တာလေးရှိပါတယ်ဗျ။အဲရိုက်ဖို့ခေါ်ရင်တော့ရိုက်ဖို့ရရှိပါတယ်။အခုဆိုရင်ဟာနှက်ဝင်တယ်ပေါ့နော်။နှက်ဝင်တယ်လို့ဟိုနေရာသားကြည့်တာအရန်မိုက်တယ်အဲ့လိုမျိုးအဲ့ညမှာကိုယ်သာဖြစ်ရင်ဆိုပြီးအဲ့လိုတိုးဆောင်ကြည့်နေတာပေါ့။ စီမျောဘူးရယ်ဆိုရင်အဲ့လိုမျိုးတရေကတရေဝတ္ထုတွေဖတ်တာများရယ်ကျွန်တော်အဲ့အဲ့ကအဲ့တရေဝတ္ထုတွေဖတ်ပြီးလို့ရှိရင်အဲ့အားလေးကိုရုပ်ရှင်ဖြည့်ရိုက်လို့ရှိရင်ဟိုကောင်းမယ်ဆိုအဲ့လိုမျိုးတွေးတွေးမိရလေးဒီဘက်ဂရိုက်တာမှာဆိုလို့ရှိရင်အဲကျွန်တော်လည်းလိုက်မယ်ပေါ့အဲ့လိုမျိုးလေးတွင်းကြည့်မိရလေးလည်းရှိရယ်ခင်ဗျာဒီကားလည်းမှာကိုပိုင်တကောပေါ့နော်ကိုပိုင်တကောရုံးဝင်နိုင်ဆိုတော့အခုပိုင်နဲ့စုံတာများပါတယ်ပြီးတော့မခင်ဒေါ်လာဆန်ပေါ့နော်မခင်ဒေါ်လာဆန်နဲ့ကြတော့ကျွန်မကမနဲ့မောင်ပေါ့အဲ့လိုမျိုးရုံးမှာဟိုပျော်ပျော်ပပနဲ့လို့မှွေရဲ့စုံတွဲလေးပေါ့ ်အလုံးမျိုး character လေးပါခင်ဗျာအရင်အဆင်ပြေပါရဲ့ကိုကဘို့ဘာနဲ့သဘောကောင်းတယ်အဲကျွန်တော်ကိုလည်းတွဲခေါ်ပေးပါရဲ့ခင်ဗျာကိုပိုင်အနေပြီးတော့အဆောင်ဝါကျတော့ဒီကိုပိုင်တကုံနဲ့ရိုက်ရမှာဆိုတော့လည်းစိုးရင်တာပေါ့နော်ကိုကလည်းအရင်နာမည်ကြီးပြီးတော့ဟိုအောင်မြင်နေရလို့ဆိုတော့ဘယ်လိုလာမလဲဆိုတော့မသိဘူးနော်တကယ်ရိုက်တဲ့ချိန်မှာကျတော့အကိုကတော့ကစိတ်ထားရမ်းကောင်းတယ်ကျွန်တော်ကိုတရုတ်ဆောင်နေပါတယ်ဆိုလည်းကျွန်တော်လောတတရှိလို့ဆိုရင်အကိုကနေပြီးတော့တင်ပေးရပါတော့နော်အရင်သဘောကောင်းပါရဲ့ကိုနဲ့အရင်ဆင်ပြေပါရဲ့ခင်ဗျာ အမတ်တရားအမတ်တရားကတော့လို့ဒါရဒါလည်းမမိရလေးပါအဲ့လောက်ပဲရှိပါတယ်ခင်ဗျဟုတ်ကဲ့တယ်လို့ပြေဆိုတာဟိုရိုက်နေနေမိတော့ရိုက်နေနေမိပါမှားပါဟုတ်ကဲ့ပါဒီတော်တော်လေးချင်းမဲ့ဇလန်းတွဲကိုဟစ်ပလေးမှာဆိုလို့ရှိရင်တလင်းလာနေရနေတောက်ကြနေအဲ2နာရီအချိန်မှာပြတ်တာမှာဖြစ်ပါတယ်အမတီဖူးမှာဆိုလို့ရှိရင်တော့ည7နာရီ50မှာပြတ်တာဖြစ်ပါတယ်ဒီအပိုင်းလေးကဒီစကားလေးကအပိုင်း16ပိုင်းရှိရဖြစ်တဲ့အတွက်အစအဆုံးရှင်းပြရှင်းပြကြပါဦးခင်ဗျာအဲဒီကားလေးကဟို ပေါ်ပေါ်ပါနေပါတော့ပျော်ရွှင်ရွှင်ကားလေးဖြစ်ပါတယ်ဒါပရိတ်သတ်တွေလည်းသဘောကျမယ်လို့ထင်ပါတယ်အပိုင်းက16ဘိုင်းရှိပြီးတော့အစဆုံးတည်ရှိဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ပရိတ်သတ်တွေအားလုံး